အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်စနေရ9လ2025ကနေ16ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ်တပတ်စာကံကြမ္မာဟော့ကင်းကိုကနတခွင့်စီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေအဲဒီတပတ်စာကာလအတွင်းမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတယ်လဲဆိုတဲ့အခါပေါ့လေဗီရင်မျက်နှာပဲကြည့်ပြီးဟောကြားပါတော့ဗျာနော်အလုံးနဲ့ပတ်သက်ပြီးစပြောနေတာဗျာ တော့စနေသားမင်းကျွန်တော်မိတ်ဆွေတွေဒီကလာမှာအလုံးနဲ့ပတ်သက်လို့ရှင်ဗောလေယာရူတိုတဲ့ဂိမ်းထဲမှာသွားပါတယ်ဗျာနော်ယာရူတိုပြီးတော့အပြောင်းရွှေ့ဖြစ်တဲ့ဂိမ်းလို့ခေါ်တယ်ဗျအဲသို့တော့ပန်ခင်းလာတော့မဟုတ်ဘူးဗောလေအတိုက်ခိုက်နေဂျားတွေကနေအောင်မြင်မှုရတယ်ဆိုတော့ဂိမ်းထဲမှာသွားပါတယ်နော်အထာလေးသိသိချင်းနေဗျာနော်ဆိုတော့ကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေတဲကနေမှာလေအထူးသဖြင့်အဲကျွန်တော်ကအမှုပညာနဲ့ပတ်သက်ပြီးလုပ်ကနေတဲ့သူတွေအဲနိုင်ငံရေးနဲ့ပတ်သက်ပြီးလုပ်ကနေတဲ့သူတွေဆိုရင်ဒီကလာမှာပို့ပြီးတော့အောင်မြင်တယ်ဗျာ ယိုဒနာအောင်မြင်တာမဟုတ်ဘူးဝေဖန်တိုက်ခိုက်မှုတွေကြားထဲကနေအောင်မြင်တဲ့အောင်မြင်မှုလို့ခေါ်တယ်ဗျာနော်အခက်ခဲတွေကြားထဲကနေအောင်မြင်တဲ့အောင်မြင်မှုဆိုတော့ဘာပဲပြောပြောနောက်ဆုံးမှာတော့ကိုကအနိုင်ရမယ်ဆိုတဲ့ဂိမ်းထဲမှာပါတယ်တော်တော်လေးအားကောင်းပါတယ်ဗျာနော်ပြီးတော့ဒီကနေ့မှာတိတာဘောကရန်တိုက်ခိုက်များတယ်ဆိုတော့ကတော့အရှိတိုင်းပဲအဲ့ဒါကိုလည်းသိထားစေချင်တယ်နော်တနင်္ဂနွေသားသမီးတွေနဲ့ပူတွဲပြီးလုပ်တဲ့ကိစ္စတွေကလည်းပို့ပြီးအောင်မြင်နေပြန်နော်။အိုးတို့အုတ်တို့အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးတို့ဆောက်လုပ်ရင်းနဲ့သုံးတဲ့ပစ္စည်းတွေအမှန်တန်ကောင်းနေဗျ။ အဲ့အဲ့ဒါမျိုးတွေယင်းနှမျိုးနာမီလုပ်မယ်ဆိုရင်သိနေရတယ်။အိမ်အယောင်းကနေပါလေလုပ်တဲ့သူတွေဆိုလဲကောင်းတာပေါ့။ဒီကတော့မှအိမ်နေပါလေရောင်းမယ်ဆိုရင်ဈေးကောင်းရပြီးတော့ရောင်းရတတ်တဲ့ကိန်းထဲမှာသွားပါတယ်ဗျာနော်။ဆိုတော့တချို့ကတော့အိုသစ်အိမ်သစ်ရတာတယ်။ကောင်းတဲ့နေရာကိုပြောင်းအောင်ရှူရတတ်တယ်ဆိုတော့အလုံးနဲ့အိမ်နဲ့ပတ်သက်ပြီးဘာမှစိတ်မပူနဲ့ပေါ့လေ။အတခုမှကျွန်တော်ကဒီကတော့မှဟိုလက်ရှိပေါ့လေ။စီဝါရေးအဆင်မပြေဘူး။အလုတ်ကိုင်းလေးဒီကရက်တက်နေတယ်။ခက်ခဲနေတယ်ပေါ့လေ။နိုင်ငံရေးအနေအထားတွေရောက်ဖြစ်စေ၊တဘာဝဘေးအန္တရာယ်ရောက်ဖြစ်စေအလုတ်လေးတွေအဆင်မပြေဘူး။ ဲ့တော့လက်ရှိလုပ်တဲ့အလုပ်ကိုရက်ပြီးတော့နောက်အလုပ်တစ်ခုကိုကူးပြောင်းတာအရင်ကြီးမမဆိုင်ထုတ်ပြီးလောက်တာမျိုးလေးတွေကတော့ဒီကာလမှာမသိတော့ဘူးဖြစ်နိုင်လို့ရှင်တော့မလုပ်စေချင်ဘူးလုပ်လို့ရှင်မြတ်သွားလိမ့်မယ်ဘဝတက်တာဘလောက်ပဲအကျိုးပေးတဲ့လုပ်ငန်းတွေပဲဖြစ်စေဒီကာလမှာတော့အဆင်မပြေမှုတွေနဲ့ချုပ်ဝမ်းတတ်တယ်သတိထားပဲအဲ့တော့လက်ရှိလုပ်နေတဲ့အလုပ်လေးမှာပဲထိန်ပြီးတော့လုပ်ပေးရမယ်နောက်ဆုံးစကားအကုန်ပြောချင်တယ်ဗျာဒီကာလမှာစနေသားသမီးတွေအနေနဲ့ ကြည်ကြမာမာကြီးအောင်မြင်မှုမရခဲ့ရင်တော့မှလက်ရှိအနေထားထမရောက်ရောက်ဖို့ကျွန်တော်တို့ခန့်စစ်ကိုဦးစားပေးရမယ်နော်အဲ့ဒါလည်းတော့မမေ့ပါနဲ့ကနော်ကိုထက်ကြည်ခဲ့တဲ့သူတွေရဲ့အကူအညီဆောက်ရှောက်မှသာမှုတွေကိုအေကံမုတ်ချကြောင်းမှာပါအခက်ခဲကြုံရင်တော့ကုညီမဲ့သူတွေနဲ့စုံစည်းရမှာဆိုတော့ဘာမှတော့စိတ်မပူပါနဲ့နော်အစရည်သားသမီးတွေငွေချင်းနဲ့ပတ်သက်ရင်တော့လေဒီကားမှာငွေချေးကံလေးတွေကအထွက်များတယ်ဗောလေအထွက်များတယ်ဆိုတာတက်ဆိုင်ရင်မလောက်ငတ်မှုဆိုရင်ပို့ပြီးမှန်လိုက်မယ်ဗျာနော်ရတာနဲ့ကောင်းမဲ့ငွေချေးနဲ့ဆိုကောင်းမဲ့ငွေချေးက3000လောက်များနေသလိုဖြစ်နေတယ်ဗျာနော် ဲ့တော့လိပ်ပတ်မလဲဘူးဖြစ်နေတဲ့ဟိုရလိုက်ကုန်လိုက်ကုန်လိုက်ရလိုက်ပေါ့ဟိုမရငယ်ဆက်ကြလိုက်မှာပဲကြိုကုန်နေပြီအခုဆိုတော့တော့ဒါဆက်နေရကနေဆက်ရှိရတွင်ဟောတာပေါ့လေလောက်တော့ပဲရှိသေးတယ်လက်ထဲပတ်စံရှိသလားမိလိုက်ရင်လာတာထုတ်တာကဘာမှမရှိတော့ဘူးဆိုတော့မျိုးဝါစလာတာပေါ့လေနော်ချွကြံချူတာတုံးနေရပြီဒီစတေမန့်ဆိုတော့တခြားသူတွေစီမှာပြန်ပြီးအလိုအရင်းလေးနဲ့ချီရတဲ့အနေထားလေးတွေရာစာကြုံရတော်တော်လေးဂယူးဆိုင်ပေးပါအောင်နော်ငွေကြေးကံလေးတွေကအကြီးမားမားကြီးဒီကရမှာအောင်မြင်မှုထုတ်လိုက်ထဲလိုက်ဝင်လာတတ်တဲ့ဂိမ်းမျိုးကျွန်တော်တော့မမြင်ဘူးပေါ့လေပြောရမှလည်းအားနာပါတယ်ဗျာနော် အာတခုပေါ့ရှိတာပေါ့အခုလာမယ့်၁၆ရက်နေ့မှာထိုင်းနေထွက်မှာဆိုတော့ဝါသနာဘာလို့ထီလေးကန်ဆန်းခြင်းသွားဆိုရင်6စား6စုံလေးတစ်ချက်တော့ထိုးကြည့်ပါဗျာနော်ကန်လေးဆန်းကြည့်ကြတာပေါ့နော်နှလုံးသုံးလုံးထိုးတာမျိုးလေးတွေလောင်းစားနဲ့ပတ်သက်တဲ့စီပွားရေးလုပ်ငန်းလုပ်ကိုက်နေတဲ့သူတွေကတော့ဒီကာလမှာအရှုံးကြီးရှုံးနိုင်မယ်ရှုံးချက်နာနိုင်မယ်အထူးသတိထားရှောင်ချပါနောက်ဆုတ်ပါလို့ထက်တယ်လဲလဲအကြံပေးခြင်းလေဗျာနော်ကျမကြီးနဲ့ပတ်သက်လို့ရှင်တော့စနေသားသမီးတွေဒီကာလမှာကျမကြီးမှာလေ ခန္ဓာကိုယ်မှာဖြစ်တဲ့ကျန်းမာရေးထက်စာရင်စိတ်မှာဖြစ်တဲ့ကျန်းမာရေးကနည်းနည်းလေးပိုဆိုးတယ်ဗျစိတ်လေးတွေကပုံမှန်မဟုတ်ဘဲနဲ့လေနေတာမျိုးလေးတွေခံအောင်ခြောက်ခြားဖြစ်တာမျိုးလေးတွေထိုင်းမိုင်းနေတာမျိုးလေးတွေအလုပ်လုပ်ချင်သိမရှိတော့တာဗျလေးလံပြီးတော့ဘလို့အများလည်းမသိဘူးဗောလေမပြောင်းမရွှင်ဖြစ်နေတာမျိုးကြီးတွေကျုံဝတ်တတ်တယ်ဗျအဲ့ဒါနည်းနည်းလေးအယူဆအယူတဲတဲ့သူတွေဆိုရင်တော့အဲသူတို့ဘာတွေကိုယ်မများစုံပြောကားနေနောက်ချက်ထားသလားတို့ဘာလို့ညာတို့ပြောမှာဗောလေနော် အဲကျွန်တော်တို့ကတော့လက်မခံဘူးပေါ့ဒီလိုကိန်းခန်းနေကြုံဒီတိုင်းဖြစ်ကိုဖြစ်ကြတယ်ပေါ့လေအဲ့ဒါကဘယ်သူမှဆုံးပြောရနေလို့ထတာမဟုတ်ဘူးဘယ်တိုက်ကားကိုလဲတိုက်ကားမှလာလို့ဖြစ်တာလည်းမဟုတ်ဘူးเนาะအဲ့ဒါလေးတော့သိစေချင်ပါတယ်ဗျာเนาะဟုတ်ပြီအနောက်တစ်ချက်ရိုးတနန်းခန္ဓာကိုယ်မှာ96ပါးယောဂနဲ့ပတ်သက်ပြီးဖြစ်မယ်ဆိုရင်မျက်နာခန္ဓာကိုယ်အရေပြားလေးပေါ်မှာအနာလိုအဖုလေးတွေအများကြီးပေါက်တာလေးတွေကြောက်ကနဲ့ပတ်သက်ပြီးဖြစ်တာတို့စီအဆုပ်အစာရင်းနဲ့ပတ်သက်ပြီးဖြစ်တာလေးတွေလည်းကြုံရတဲ့သတိထားမယ်လုံရင်ကရင်နဲ့ဓာတ်လိုက်တာလေးတွေအပူတော်တော်မျိုးလေးတွေဓာတ်ရှာတာမျိုးလေးတွေဖြစ်တယ်เนาะဂိယူဆိုင်ပြီးပါလို့အကြံပေးခြင်းနဲ့ ပို့ပြီးစိတ်ပူတာလေစနေသားသမီးတွေကိုအနေရှိတဲ့နေရာဒေသတွေမှာရှိတဲ့သူတွေဆိုရင်သွားလာလှုပ်ရှားတဲ့အခါမှာတစ်ချက်တော့သတိထားစေချင်တယ်အဖန်စီအချုံအောင်အဲ့လိုဂိမ်းခံမျိုးတွေသွားကြတတ်တယ်အဲနည်းနည်းလေးပြောမှအားနာတယ်စေဝါနဲ့မွေးစေဝါနဲ့ပတ်သက်ပြီးတော့အဖန်စီကအဆွဆွဲကထောင်တန်းကြတဲ့အနေအထားတွေဖြစ်တဲ့တော့သွားလာလှုပ်ရှားတဲ့အခါဖြစ်စေအပေါင်းအသင်းတွေပေါင်းတဲ့အခါဖြစ်စေသတိထားနော်အပေါင်းအသင်းတွေကြောင့်ကိုယ်ပါရော်ပြီးပါသွားတာမျိုးတွေဖြစ်တယ်လို့ဂရုစိုက်ပါအောင်နော် ပညာရေးနဲ့ပတ်သက်လို့ရှင်တော့စနေသားသမီးတွေဒီကာလမှာပညာရေးကံလေးကမဆိုးပါဘူးဗျာနော်ကိုယ့်ဘက်ကကြိုးစားရင်ကြိုးစားတော့အောင်မြင်တယ်ဆိုတော့ကိန်းထဲမှာပါတယ်အဓိကစိတ်တွေလေပြီးတော့လေစာချက်ရှင်သိမရှိတာမျိုးလေးတွေ time mind နေတာမျိုးလေးတွေဖြစ်တယ်ဒီကာကြလို့ရှင်လည်းလေဘာလို့အောင်မလို့မသိဘဲနဲ့လမ်းတွေပြောက်ပြီးတော့လေတွေ့ဝင်နေတယ်ချိန်ဆနေတယ်အဲ့ဒါနဲ့အခြေအနေတွေဖြစ်ဖြစ်ကုန်ဝိုင်းပို့ပြီးတော့နှမျိုးကိုကောင်းတာပေါ့လေအဲ့ဒါလေးမဖြစ်အောင်အထက်နဲ့တော့ဝိုင်းဝင်းထိန်ချောင်းကြပါလို့အကြံပေးနေတယ်ဘာသာရေးလေးဖိလုပ်စေချင်တာပေါ့မြစ်တာရေးနဲ့ပတ်သက်လို့ရှင်တော့စနေသားသမီးတွေကဒီကာလမှာမြစ်တာရေးရလေ ဘယ်လိုပြောမလဲလက်ရှိချစ်သူမရှိတဲ့သူတွေဆိုတော့ချစ်သူအသေးရလိမ့်မယ်ချစ်သူရှိတဲ့သူတွေလည်းနောက်ထပ်ထပ်ပြီးတော့ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေဒီကိုယ့်ဘဝထဲထပ်ပြီးဝင်လာတာမျိုးတွေဖြစ်တတ်တော့လေဂယုဆိုင်ပြီးပေါ့နော်တယောက်ထပ်ပိုတဲ့မြေတားရဲ့အရှုပ်အချက်လေးတွေဖြစ်တတ်တယ်ဆိုတော့တချို့အခက်မသိရင်တော့မှအိမ်တော်တွေပါလေရုတ်တရက်ထားကြတာမျိုးတွေဖြစ်တတ်တယ်အဲဒီကလာမှလေတချို့အချစ်ရည်တွေကတန်တန်ရှင်းရှင်းမဟုတ်ပဲနဲ့ပေါ့လေမလွတ်လပ်တဲ့သူတွေနဲ့တွားရောက်စုံစည်းရတာမျိုးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပါ အခက်မသိရင်နာမည်ဂုံတိခါကြတဲ့အထိရက်ကြော်ရွာကြော်လိုင်းမော်တွေပြန့်တဲ့အထိဖြစ်သွားတော်တော်လေဖြစ်နိုင်တော့ကျွန်တော်သဘောရတော့ဒီကာလမှာအခြေအိမ်တော်ကြီးကိုဦးစားမပေးစေချင်ဘူးနော်စီဝါအေးအလောက်ကန်ချမ်းမကြီးကိုပဲအဓိကထားဦးစားပေးစေချင်တယ်ဒီကာလမှာစုံစည်းရတဲ့ချစ်သူမျိုးကိုဘဝလက်တော်ဘောကောင်းအဖြစ်မမတ်ယူပါနဲ့လို့အကြံပေးချင်တယ်ကြာနော်အဲခရီးနဲ့ပတ်သက်လို့ရှင်တော့ဒီကာလမှာမြောက်ရက်ကနေကောင်းတဲ့သတင်းစကားလေးတွေကြားရတယ်မြောက်ရက်ကိုခီးသွားတာမလို့ဖြစ်တဲ့တယ်သွားခိုင်းရင်လည်းအမရန်ကောင်းတယ်ဗျာနော် ခရီးရပြန်လာပြီးတော့နောက်ပိုင်းကိုယ့်ရငွေကြေးစီပွားလက်လာပါလိမ့်တယ်ပိုတက်သွားလိမ့်မယ်အရှိတောင်တောင်ရက်ကိုခရီးသွားတာမျိုးတွေအတက်နိုင်ဆုံးရှောင်ကျင်ပြီးပါနော်မသိမ့်တော့ပါဘူးဗျအဲ့တော့ခြုံကြည့်မယ်ဆိုရင်စနေသားသမီးတွေကမေလ12ရက်14ရက်16ရက်18ရက်အဲ့ရက်တွေမှာတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပြောဆိုဆောင်ရွက်လို့အောင်မြင်မယ်ကိုယ့်ဘက်ကလက်လုံနာတဲ့ငွေကြေးတွေပြန်လဲရရှိလိမ့်မယ်နော်အဲတနေ့ကနေမွေးတဲ့သူတွေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ထင်ရှားထိုးတက်မှုတွေတွေရရှိပိုင်ဆိုင်နိုင်မယ် အရက်ဝင်နဲ့ဆက်နွယ်ပြီးလုပ်တဲ့ကိစ္စတွေတန်တဝါနိုင်ငံသားကိုသွာလာလှုပ်ရှားတဲ့ကိစ္စတွေကအောင်မြင်လိမ့်မယ်။အပြိုင်ဆိုင်တွေကိုအားလုံးကိုကြော်လာပြီးတော့ထူခြားတဲ့တက်လန်းလေးတွေနဲ့အကျိုးပေးလိမ့်မယ်။အလုတ်သက်လူသက်လေးတွေစုံစည်းရတဲ့ဂိမ်းတွေမှာသွားမြင်တယ်ဗောလေ။မေလ23ရက်25ရက်18ရက်အဲ့ရက်မှာတော့အညံ့အခိုက်လေးတွေရှိတယ်။တခြားသူတွေကြောင့်ကိုယ့်ရဲ့အကြံစီလေးတွေပြည့်ဝင်သွားတာလေးတွေဖြစ်တယ်။အထူးသဖြင့်အင်္ဂါသားသမီး ကျန်တော့လေသာသမီတွေကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်တော်ကလေးတွေရောက်တတ်တယ်ချစ်သူအိမ်တော်ဘက်ကအိမ်နဲ့သာသမီတွေဆိုရင်ပြဿနာကြီးကြီးမားမားလေးတွေကြုံရတော့လေအထူးဂရုစိုက်ပေးပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့နာမည်ဂုံသိန်းကကြောင်းအဆွတ်ဆွဲခံရတာလေးတွေဖြစ်တတ်တယ်မိလောင်လာမိဒနာမျိုးလေးတွေဖြစ်တတ်တယ်သွားလာလှုပ်ရှားတဲ့ခါလေးတွေသတိထားပေးပါလို့အကြံပေးပြရစေနော်အဲ့တော့ကန်ရရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အစဲရအောင်မိခိုးရအောင်အပြာရအောင်အဝါရအောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါတပြေပန်းနေစီပန်းမေမြုပ်ပန်းရွက်လာပန်းတို့ကို မိမိတို့ယုံကြည်ဖို့ဝယ်တဲ့ဖရာမှာဖရာပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုတ်လို့ဒုံဆွဲပြီပါအဲ့တော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေအဲဒီတော့ကကလာမှာကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုအညာအခိုက်လေးတွေတော့ရှိတာပေါ့နော်အဲ့တော့ကြုံရတဲ့အညာလေးတွေပြေပြီးကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရရာနေနဲ့ဘာလို့ကောင်းမလဲဆိုတော့အုံထမင်းလေးချက်ပြီးတော့မြတ်စွာဘုရားမှာကတ်မယ်ကိုယ်တိုင်လည်းစသုံးမယ်အနိနာကသူတွေကိုလည်းဒါနပြုကြိုးမွေးပေးလိုက်နော်ဒါဆိုတော့ကိုယ့်ရဲ့အလုတ်ကံယာရုဂုံချင်းတွေ လက်ရှိအစ်စ်နဲ့နောက်တစ်ဆင့်မြင့်သွားမြင့်မှသွားလိမ့်မယ်နော်အကြောင်းအညာအခက်တွေပြေပြောက်ချင်တယ်ဆိုရင်ကိုယ့်ရဲ့မွေးနေ့ပေါ့လေအဲဒါမှမဟုတ်လို့ရှိရင်လည်းဘယ်နေ့မဆိုပေါ့ညနေဆောင်လေးတစ်ခုမှာစစ်စစ်နေတဲ့ချောင်းတို့မြစ်တို့လိုရေရှင်မှာငားလေးခုနှစ်ကောင်လွတ်ပြအောင်လွတ်ပေးလိုက်ပါအညာလေးတွေกินပြီးကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပိုးကြီးကောင်းသွားပါလိမ့်မယ်စနေတသမီအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်